ကွေးတိုင်းရေစကြိုနဲ့ရေလက်ကျွန်းဒေသကမိုးဖြူနဲ့မိုးကွဲရွာတွေကိုစိုးစုကဒီကနေ့မနက်ပိုင်းမှာစင်းနှင်းဝင်ရောက်ပစ်ခတ်ပြီးထွက်ပြေးတဲ့တက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေအပါအဝင်ဒေသခံ90ကျော်ကိုပစ်ခတ်ဖမ်းဆီးသွားခဲ့တယ်လို့ရေစကြို Township Info Community တာဝန်ရှိသူတဦးကပြောပါရယ်ရေစကြိုနဲ့ရေလက်ကျွန်းဒေသထဲမှာရှိတဲ့ကျေးရွာတွေကိုတလာနီပါကြောင်စစ်ကြောင်းတို့စင်းနှင်းမိရှုနေတဲ့စိုးစုတွေဟာမလ16ရက်ကနေ20ရက်ထိငတရော်ကျေးရွာကိုစင်းနှင်းမိရှုဖျက်ဆီးခဲ့ပါရယ် အဲ့ဒီစိုးစုကဒီကနေ့မနက်ပိုင်း6နာရီခွဲဝင်းကျင်မှာငတရော်ကျေးရွာဘက်ကနေချင်းတွဲမြကန်းအနီကမိုးဖြူနဲ့မိုးကွယ်ကျေးရွာဘက်ကိုစီးနှင်းဝင်ရောက်ခဲ့တာပါအခုလိုစိုးစုတွေစစ်ကြောင်းတို့ဝင်ရောက်လာတာကြောင့်အနီးပဝင်ကျင်ကျေးရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးအဲ့ဒီလိုထွက်ပြေးနေကြတဲ့စစ်ရှောင်ပြည်သူတွေကိုစိုးစုတွေကလိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ မိုးကွဲရွာအနောက်ဘက်ချင်းရင်းမြစ်အတွင်းကျုံးခုံပေါ်မှာရှိနေတဲ့တက်ကြီးရံအိုရီနဲ့ကလေးငယ်ရီအပါအဝင်ပြည်သူ53ဦးဖမ်းဆီးခံလိုက်ရတာပါလက်ရှိမှာစိုးစုကတစားကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဒေသခံပြည်သူ53ဦးကိုမိုးကွဲရွာထဲဖမ်းခေါ်သွားပြီးနောက်ဆက်တွဲအခြေအနေတွေကိုတော့မသိရသေးဘူးလို့ရေစကြိုတောင်းရှင်း info community တာဝန်ရှိသူတို့ကပြောပါတယ်